ားလုံးပဲမင်္ဂလာပါဒီမိုလီခွေးချင်းသားနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာကအခုမှ design ပိုင်းကိုစပြီးရေးရာနေတဲ့သူများတို့ကိုရည်ရထားခြင်းဖြစ်ပါတယ် Photoshop နဲ့ Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆင်မယ်တူးတွေကဘယ်လိုအသုံးဝင်လဲပန်းတာတွေ design တွေ mock တွေဘယ်လိုလုပ်ရလဲဆိုတာကိုတစ်ခုချင်းအခြေခံကစပြီးသင်ကြားပေးမယ့် channel လေးဖြစ်ပါတယ်အဲ့တော့ video လေးမစခင် channel လေးကို subscribe လုပ် ဘင်းသားကလူဒီဘေးလေးကိုနှိပ်ပေးခဲ့ပါအောင်ကြောက်ဆူလိုက်ပါတယ်။ကဲဗီဒီယိုလေးစားလိုက်ရအောင်အားလုံးဝင်ငါပါဒီနေ့ကျွန်တော်ထပ်ပြီးတော့ basic ဒီအာ slice basic part 2ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော် ဒီပတ်တူးမှာဘာကြီးတင်ပေးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတူးကြီးရဲ့နော်တူးကြီးရဲ့အဲအလုပ်လုပ်ပုံကြီးစပြီးတော့ကျွန်တော်စပြီးတင်ပေးမှာပါနော်ဆိုတော့ဒီနေ့ကရေးကြိုက်တဲ့တူးလေးနဲ့ကျွန်တော်ပုံလေးတစ်ပုံစပြီးတော့ဆွဲကြည့်မယ်နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ကရေးကြိုက်တဲ့တူးကိုရွှေ့လိုက်ကြပါနော်ရွှေ့ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကဒီမှာအဲ့တော့ဒီနေရာမှာခုနဟိုကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်တင်ပေးထားပြီးပါပြီကျွန်တော် in chat ပြောင်းတဲ့ညီကိုကျွန်တော်သင်ပေးထားပြီးပါပြီပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကစာယူတဲ့ကွာအင်းချက်ဖြစ်သွားတဲ့အင်းချက်နေယူထားဖြစ်တဲ့အတွက်ဒီမှာလည်းအင်းချက်လိုပဲပေါ်နေတယ်ပေါ့နော်ဆိုတော့တကယ်လို့ညီကိုတို့ကွန်ပျူတာကအင်းချက်မပြောင်းရသေးဘူးဆိုရင်ဒီမှာပြောင်းလိုက်ပါနော်အာဒီတချာကိုရွေးလိုက်ပါနော်အာဒီတချာကိုရွေးရွေးပြီးတော့မှကျွန်တော်တို့ကဒီမှာအင်းချက်ကိုပြောင်းလို့ရတယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောင်းပြီးသား ready ဖြစ်ပြီဆိုလို့ရှိရင်ဒီမှာ sub မှတ်မှာတစ်ချက်နှိပ် အပေါ်ဘက်ကိုနည်းနည်းဆွဲလိုက်ပါနော်ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့သူ့ကို၃မီပတ်လေနော်၃မီပတ်လေရှာလိုက်မယ်36 vivo ကနေ36ကောမ36အဲလိုဒီ၄00ကျော်လေးရလာ၄00ကျော်ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပုတ်တူကိုရှိလိုက်ပါနော် keyboard က p ကိုနှိပ်ရရင်လည်းရတယ်ပေါ့နော်ဆိုအပေါ်ကိုကျွန်တော်က36ခုရိုက်လိုက်ဒါဆိုရင်3မီပတ်လည်း ၄တောင်ပုံလေးရလာပြီပေါ့နော်ဟုတ်ပြီတောင်းပတ်လေး၄တောင်ပုံလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရလာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ line 2ကိုရွေးလဲပေါ့နော် line 2က keyboard က L ကိုနှိပ်လိုက်လို့ရတယ်နော်နှိပ်ပြီဆိုလို့ရှိရင်ဒီမှာအခုကျွန်တော်ဒီ asset ကလေးပေါ့နော်ဒီ point ကလေးဒီအပြာရောင်ဟောဒီအစိမ်းရောင် point လေးအဲအစိမ်းရောင် point လေးရပါလဲဆိုလို့ရှိရင်သူကအလဲဆန္ဒကိုအလဲဆန္ဒကိုရောက်နေလို့သူက main point ကိုသူကပြတယ်เนาะတကယ်လို့ဒီဘက်ဘေးမှာဆိုလို့ရှိရင်သူကအညီ၄000กว่าကလေးပေါ့เนาะသူကကျွန်တော်တို့ကဒီဥစ္စာကိုစန္ဒာနေပြီးတော့ကျွန်တော်တို့ကစန္ဒာခွဲมาဖြစ်တဲ့အတွက်ဒီစန္ဒာပေါ့เนาะ main point မှာတစ်ချက်ကလေးချက်ထားပြုတ်ရှင်ဒီ line ကလည်းအစိမ်း line ဖြစ်ရမှာပေါ့เนาะဒါမှတဲ့မှာမတော်မဆလို့အမဲ line ကြီးပါလိဖြစ်တယ်ဆိုလို့ရှိရင်စောင်းပါမှာပေါ့เนาะဆိုတော့အဲ့ဒါကိုသိထားဖို့လိုတယ် ဆုံးမှာတစ်ချက်နဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်ခုပွဲသွားတယ်နော်နှစ်ခုပွဲသွားဟုတ်ပြီနော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပလစ်ချက်ထောက်ခောက်ပြီလို့ရှိရင်ကျွန်တော်မူတူလေးကိုပြောင်းလိုက်မှာပေါ့နော်မူတူပြောင်းမှာဆိုလို့ရှိရင်ဒီဘုတ်ကနေပြီးတော့ကျွန်တော်ကနှာခေါင်းအံပေါ့နော်အံကိုချက်နေလိုက်ဆိုရင်မူတူပြောင်းမှာပြီးရင်ကျွန်တော်အလဲရနေပြီးတော့ပေါ်ဆွဲကြည့်လိုက်နော်ဒီလိုဆွဲရင်စောင်းမယ်ဒီလိုဆွဲရင်စောင်းမယ်ကျွန်တော်တို့ကအပေါ် blue line ပေါ့နော် blue line ဖြစ်ကြမယ် blue line ဆိုမှကျွန်တော်သူကစံသားနေဆွဲမှာပေါ့နော်เนาะအဲ့ဒါကိုသိသိထားဖို့လိုတယ်เนาะအဲ့ဒါသတိထားမယ်နောက်ပိုင်းကျောက်ရှင် project file ကြီးကြီးလာမှဖြစ်တဲ့အတွက်ဒါတွေကမှားလို့မရတော့ဘူးပေါ့နော်မှားလို့ရှိရင်အဲပြန်ပြင်ရတာမလွယ်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုသိထားဖို့လိုတယ်ဆိုတော့အပေါ်လေးကိုဆက်မယ်เนาะကျွန်တော်ကဘယ်နှလက်မှဆွဲမှာလဲအပေါ်ကို10လက်မှเนาะဒါဆိုလို့ရှိရင်ဒီအခုံးလေးက10လက်မှဖြစ်သွားမယ်ဟုတ်ပြီเนาะ ဟုတ်ပြီကျွန်တော်တို့ကဒီမှာသူ့ကိုမထက်လုံးမလဲဟိုဖောက်လိုက်မှာပေါ့နော်ဖောက်ဒီ offset line เนาะ offset တူရေးရေးပြီးတော့ကိုလိုချင်နေရာမှာတစ်ချက်ထောက်ဖိလိုက်เนาะတော့ဘယ်နဲ့လက်မှဟောပေါ့သွင်းပါလေပေါ့เนาะဘယ်နဲ့လက်မှထားပါလေဆိုလို့ရှိရင်ကျွန်တော်နှစ်လက်မှဒါဆိုလို့ရှိရင်ဒီဥစ္စာနှစ်လက်မှရှိတယ်เนาะဟုတ်ပြီကျွန်တော်ကဒီဥစ္စာကိုကျွန်တော်ဖောက်လိုက် เนาะဖောက်ဟုတ်တဲ့ကိုပို့တူပြောင်းအောင်ပြီးเนาะဒီဘုတ်ကလိုတစ်ချက်တုံးလိုက်တုံးမြင်ဒီအဆုံးမှာဒီပလေးချက်နဲ့လက်ဒါဆိုရင်ပောက်သွားနော်ဟုတ်ပြီနော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်သုံးပြီရှိတယ်ဟုတ်ပြီနှစ်ပြီမှာကျွန်တော်တို့အပေါ်တော့ပေါက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က ruler ruler ကိုသွားမှာပေါ့နော်ပေဘူးလေးကိုသွားမှာဆိုတော့ပေဘူးလေးကကျတော့သူ့ရဲ့ shortcut ကကျတော့ T เนาะ keyboard က T เนาะဟုတ်ပြီเนาะအဲ့တော့ဒီကနေပြီးတော့တစ်ချက်เนาะသူက blue line ဖြစ်ရမယ် blue line ဆိုတာကျွန်တော်အပေါ်ထောင်တာပေါ့เนาะ blue line ဖြစ်ရမယ်ဟုတ်ပြီကိုက2ပေ2ပေဆိုလို့ရှိရင်ကျွန်တော်20ပေရရဒါဆိုလို့ရှိရင်2ပေမှာเนาะပြီးလို့ရှိရင်ကျွန်တော်အောက်ကို2ပေဆွဲချမယ်12ရရပြီးရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ဒီကောင်3ပေရှိရပေါ့เนาะ3ပေဆိုတော့ကျွန်တော်တို့က2ပေပဲထားမယ်ပြီးရင်ဒီဘက်ကလည်း2ပေ ဟုတ်ပြီနော်ဟိုအပေါက်လေးဖောက်မယ်အဲ့တော့ကျွန်တော်ဒီမှာ line 2ကိုရွေးလိုက်ရွေးပြီးတစ်ချက်နေတစ်ချက်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 ဟုတ်ပြီနော်ဆိုတော့ဒါဆိုရင်ဒီမှာတော့ selection လေးဖြစ်သွားပြီပေါ့နော်ကျွန်တော်အဲ့တော့ဖောက်မယ်ပြီးပဲနော်ဒီမှာဖောက်ချလိုက်အဲ့ဒါဆိုလို့ရှိရင်ပေါက်ကလေးဖြစ်သွားတယ်။ရမလား? Okay. ဒါကတော့ဒီ tool တွေတခုချင်းတွေအလုပ်လုပ်ပုံကျွန်တော်ပြောတာเนาะကျွန်တော်တို့တကယ်နောက်ပိုင်း project အကြီးကြီးခြိုင်ပြီဆိုလို့ရှိရင်ဒါတွေကဟိုဟိုဘယ်လိုပြောမလဲဟိုပြန်ပြီးတော့ပြောစရာမလိုတော့ဘူးပေါ့ဗျာเนาะဟိုလောက်ရလွယ်သွားတယ်ပေါ့เนาะအခြေခံတစင်ကြီးတစင်တစင်ချင်းစီကသွားမှာနောက်ပိုင်းတကယ်ကိုကအကြီးကြီးလောက်လာပြီလို့ရှိရင်ပို့ပြီးတော့နားလည်မှာပေါ့เนาะโอเคဒါဆိုရင်ဒီမှာတပောက်ဖြစ်သွားတယ် နော်ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်မက်တီရီယယ်ကတ်မယ်ပေါ့နော်မက်တီရီယယ်ကတ်မယ်ဆိုလို့ရှိရင်ဒီမှာဓာတ်ပေါ့ဓာတ်ပေါ့ထိုးရေးကိုဓာတ်ပေါ့ထိုးရင်းကိုတစ်ချက်ဟိုပါပေါ့နော်ရှိနေရမယ်ပေါ့နော်မပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မပေါ်ဘူးဆိုလို့ရှိရင်အဲဆက်အဝင်းဒိုးတဲ့ကိုသွားပေါ့နော်ဓာတ်ပေါ့ထိုးရင်းကိုနှိပ်ပြီးရှိုးထိုးရင်းကိုချက်နှိပ်လိုက်ရင်ပေါက်ကလေးပေါ်လာမယ်နော်ဒါကျွန်တော်ကမက်တီရီယယ်ကတ်မှာဖြစ်တဲ့အတွက်ဒီမှာသူ့ရဲ့ဒီမှာဟိုပါပေါ့နော်ဒီမှာအများကြီးပါတယ်ပေါ့နော်ကော်လာနေအများကြီးပါတယ်ကျွန်တော်တို့ကမက်တီရီယယ်ကို တစ်ချက်နှိပ်လိုက်နော်ဒီမှာဟိုဟာဖြစ်လာအဲ့ major key ထဲမှာမှကျွန်တော် select ထဲမှာတစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီမှာကိုကဘာအတွက်လဲခု window နော် water နော်ဒါအများကြီးပဲပေါ့ဗျာနော်ကိုကကျွန်တော်တို့ကဒီမှာဒီနေရန်အတွက်ကျွန်တော်တို့ကသုံးပါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟောရွှေပြေးလိုက်ပါနော်ဒီမှာဟောဆိုရှိအော်ဒီမှာဟောကပတ်ဒီထဲမှာအစုံပါတယ်ပေါ့နော်ကပတ်ပါမယ်လဲတာပါမယ်နော်တက်စတိုင်းပါမယ်ဟောပြီးပါပါနော်ဒါချက်နေလိုက်နော်ဒီမှာ ပေါက်ပြင်းကြတာနော်ဘင်းရင်းနဲ့အပေါ်အော်တို့အရှိန်ကြီးတော့လို့ရတယ်အဲ့ဒီမှာကိုကြရဲ့ message တွေကိုကျွန်တော် share လိုက်ဒီမှာယူလိုက်ပြီဆိုလို့ရှိရင်သူကဒီလိုမျိုးပေါ်လာနေမှာနော် share နေလိုက်နော်ဒါဆို message ရဲ့ကတ်တာပြီးရင်ဒီဘက်ကိုလည်းကျွန်တော်က share နေလိုက်နော်သူ့ရဲ့ short က B နော် နော်ဒီအပေါ်မှာကျွန်တော်တခြားမေတွေကတ်ချင်တယ်ဆိုရင်ကတ်လို့ရတယ်ရိုဖင်ယူလိုက်နော်ဒါမေတွေရကတ်တဲ့အပိုင်းနော်ဒီမေတွေရကိုကျွန်တော်တို့ကစိုက်ကိုပြင်ကျင်တယ်ပေါ့နော်ဒီမှာအက်တစ်ကိုပြောင်းလိုက်ပါနော်အက်တစ်ကိုပြောင်းလိုက်ပြီဆိုလို့ရှိရင်သူကနှစ်ပေးရဲ့နော် weight ကနှစ်ပေးဖြစ်နေကျွန်တော်တို့ကအဲ့ဒါကို6လောက်မှလောက်ဝယ်ထားကြည့်လိုက်နော်6လောက်မှထားလိုက်တော့ဟုတ်ပါနော်ရမလားမသိဘူး နော်ရမှာမသိဘူးလောက်ကြည့်လို့ရတယ်နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော် material အပိုင်းကိုလည်းတည်ပြီးနော်ဒီကျွန်တော်အခုတင်ပြလိုက်တာ2ဟာ1မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးနော်ကျွန်တော်ဒီနေ့တင်ပြလိုက်တာ2ဟာ2ဟာ6မျိုးတင်ပြလိုက်တယ်မကြည့်ရပန်းလည်းတင်ပြထားတယ်เนาะအားလုံးပေါင်း9မျိုးတင်ပြထားတယ် ဟုတ်ပါနော်ဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လောက်ဆိုရင်ရမယ်ထင်တယ်လောက်ကြည့်ပါတဖြည်းဖြည်း okay ကျွန်တော်အခုပြဟန်ကြီးလေးကိုဆန်းလောက်ကြည့်ပါနော်ဆိုတော့နောက်တင်ကန်းစားကြလို့ရှိရင်ကျွန်တော်တို့ပုံတပုံကိုစကေးကြကြကျွန်တော်တို့ဆွဲဖို့တော့ကိုစမယ်ပါနော်အခုဒါဆိုလို့ရှိရင်ကျွန်တော်တင်ပေးခဲ့အဲကျွန်တော်တင်ပေးလိုက်တဲ့အဲဟိုပါပေါ့နော်2 6မျိုးရဲ့မက်ဂျူရဲ့ကတ်တဲ့ဘိုင်းကိုခုနမျိုးလောက် ကျွန်တော်ဒီနေ့ပြပေးလိုက်တယ်ဒါပေမဲ့အဲနောက်တစ်ခေါက်ကြရင်တော့ကျွန်တော်တို့က project တစ်ခုကိုကျွန်တော်တေချာလေးလုပ်မယ်ပေါ့နော်တေချာလုပ်မယ် project တစ်ခုထွက်ထွက်တဲ့အထိကိုကျွန်တော်လုပ်မယ်အဲ့ဒါလည်းအခြေခံပဲပေါ့နော်အဲပတ်3မှာလာမယ်ပေါ့နော်အခုအဲဒီဟာကိုတေချာလေးစမ်းပြီးတော့လုပ်ကြည့်ပေါ့နော်ဒီလေးလုပ်ကြည့်မသိရရှင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နော်ဒီဗီဒီယိုလေးက message တို့အတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို like and subscribe လေး လုပ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုယူနဲ့ share ပေးပါအောင်လို့တောင်းဆိုပါတယ်ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ